နိုင်ငံတဝန်တင်းငင်အေဂျင့်မှုကိုပြသဖို့အတွက်ဆိုပြီးအာနာသိန်းစစ်ကောင်ဆောင်ဘူဂျုံမူကြီးမင်းအောင်လိုင်ကပွေးစည်းတွေအဆက်မပြတ်ဆောင်ရွက်ဖို့ညွှန်ကြားထားတဲ့အတွက်ရန်ကုန်ကမြို့နယ်တိုင်းလိုလိုမှာပွေးစည်းတွေစက်တိုင်းကျင်းပပြုလုပ်နေတာဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်မှာမြို့နယ်အလိုက်ကျင်းပပြုလုပ်တဲ့ပွေးစည်းတွေကိုစစ်တပ်လက်အောက်ခံ YMB ရဲ့အသင်းအားဦးဆောင်ပြုလုပ်နေတာဖြစ်ပါတယ်။ ဖျားပွေးစည်းတွေကိုနှစ်စဉ်ကျင်းပနေကြပုံစံမျိုးမဟုတ်ပဲအချိန်အခါမဟုတ်ကျင်းပနေတာဖြစ်ပြီးပွေးစည်းလာရောက်တဲ့လူငယ်တွေကိုပြစ်မှတ်ထားကပေါ်တာဆွေဖန်ဆီးတာတွေစက်တိုက်ပြုလုပ်နေရလို့ရန်ကုန်မြို့ခံတွေကပြောပါတယ်ရန်ကုန်မြို့ကတရားရဲဖြစ်ကြချက်ကိုလုံခြုံရေးအခြေအနေကြောင့်ဒီပူပီသတင်းထောက်ကအတန်အစာထိုးဖက်ကြားပေးတော်မှာပါကျွန်တော်လန်းကဖျားပွဲကတနှစ်မှတစ်ချိန်ပဲလောက်ကြတာလောက်ဖို့လေအချိန်နေလိုသေးတယ် တပေါင်းလားလောက်မှကျင်းပါတာအခုဟာကစကားစကားတစ်နှစ်လုံးမပြတ်စတန်ဖျားပွဲတွေလုပ်နေတာအချိန်ကမဟုတ်တွေရောပြီးရင်ညဘက်ဖျားပွဲပြန်တဲ့ကလေးတွေကိုစောင့်မီပေါ်တာဆွဲတယ်ဟန်တာဝရီလမ်းဘက်ကိုပြန်ကြရင်အဲ့ဘက်ကအဖမ်းစီးပိုချမ်းပါတယ်လူနေအိမ်တွေပြတ်ပြီးရုံဝင်းအကျယ်ကြီးတွေနဲ့ဆိုတော့အိမ်သားမှဆိုမနက်စောစောတွေညဘက်တွေရပ်ထားတဲ့ကားတွေကြားခိုးကြောင်ခိုးဝဲစောင့်နေပြီးတယောက်နှစ်ယောက်တည်းလာတဲ့လူငယ်တွေကိုဆွဲခေါ်သွားတာခဏခဏပါပဲ ဒါအပြင် ပွေးစည်းတွေမှာလောက်ကစားဝိုင်းတွေကိုပေါ်ပေါ်ထင်ထင်လုတ်ကైနေကြတာတို့လည်းရှိနေတဲ့အတွက်မြို့ခန့်တွေကြားတဲ့ဝေဖန်မှုတွေရှိနေပါတယ်။တစ်ဖက်မှာလည်းတချို့ရက်ွက်တွေမှာပွေးစည်းကျင့်ပပြုလုပ်နိုင်ဖို့ကုန်ကြစည်းတွေကိုပြည်သူတွေစီကကောက်ခံနေတယ်လို့လည်းသိရပါတယ်။ပွေးစည်းတွေစက်တိုက်ပြုလုပ်နေတယ်လို့တစ်ဖက်မှာလည်းပွေးစည်းကအပြန်လူငယ်တွေကိုပေါ်တာဆွဲတာတွေရှိတဲ့အတွက် လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ်လို့နောက်ထပ်ရှန်ကုန်မြို့ခန့်တယောက်ကပြောပါတယ်။ ပုံမှန်တနည်းကိုဒီကိန်းတော့လို့ပုံမှန်တနည်းကိုအပ်တင်အောင်လုပ်နေရတိုင်းမှာအဲ့နာလေးတွေကိုကားလည်းကိုပြိတော့ဝင်ပါရဲ့ဒီအပေါ်လို့ပြောလို့လည်းမရှိတော့ပါဘူးခဏခဏတော့ဒီလိုလေဒီအပေါ်ဘန်းပြတချို့နေရာတွေမှာပေါ်တာရင်းဆွဲတာနေပါလေသွားလဲသိုးပြီးသွားသိုးပြီးပြန်ရတယ်ရင်းတော့လို့ပါအညာမဟုတ်ထုတ်တာပါမရှိတော့ဘူးသူကအခုကတော့လုံလုံရဲ့အရင်ဆိုးရရတယ်သူတို့ကလမ်းမတွေ့ရင်လူငယ်တွေပဲဆိုရင်ဟိုလူတစုကောင်းစားဖို့အတွက်အောက်ခြေလူတန်းသားတွေပဲတတိယအားဖြင့်တိုင်းကြီးဖြစ်နေတော့တိတ်တော့စင်ပြေမနေဘူးညာ စစ်တပ်ကလာမယ့်ဒဇင်ဘာလမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့အစီအစဉ်ထားပြီးရွေးကောက်ပွဲကိုပထမအကြိမ်မှာ102မျိုးနဲ့ဒုတိယအကြိမ်မှာမျိုးနဲ့100နဲ့တတိယအကြိမ်ဆိုပြီး3ကြိမ်ခွဲပြုလုပ်တော့ဖို့အစီအစဉ်ထားပါတယ်။စစ်ကောင်ဆောင်ကတော့တင်းငယ်အေဂျင့်နဲ့သဘောပြဖို့အတွက်ရည်ရွယ်ပြီးပျော်ဝဲရွှင်ဝဲတဲ့စတိုက်ပြုလုပ်နေပေမဲ့တစ်ဖက်မှာလည်းနိုင်ငံတော်ဝန်၄ချောင်းတိုက်ခိုက်မှုတွေကိုနေ့စဉ်ပြုလုပ်နေသေးပါ။ကျွန်မကီခိုင်ပါ။